မင်္ဂလာပါရှင်တရင်းလာဤတိုင်းတရင်းဌာနမနခင်တရင်းအစီအစဉ်ရဲ့မေလ9ရက်နေ့အတွက်နှုတ်ဆွမ်းရတရင်းတွေကို ပြပြပေးမှာဖြစ်ပါတယ်ရှင်တရင်းလာဤတိုင်းတရင်းဌာနရဲ့မနခင်တရင်းအစီအစဉ်ကို အပတ်စဉ်တရင်းလာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင် ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်မဲ့နှစ်၈၀ပြည်ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ယင်းကြီးနေချီတက်ပွဲအခမ်းအနားကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ဇနီးဖြစ်သူတို့တက်ရောက်မယ်လို့သိရပါဗျ။မော်စကိုမြို့မှာပြုလုပ်မဲ့အဲ့ဒီအခမ်းအနားဟာအခုလ9ရက်နေ့မှာစတင်မှဖြစ်ပြီးကီယိုသမ္မတရှီကျစ်ဖင်အပါအဝင်ရုရှားသမ္မတပူတင်နဲ့နီးစပ်တဲ့နိုင်ငံခေါင်းဆောင်တွေတက်ရောက်မှာဖြစ်တယ်လို့ရုရှားသတင်းတွေမှာဖော်ပြပါဗျ။ စီကောင်းဆောင်မင်းအောင်လိုင်ကိုလည်းရုရှားသမ္မတကဖိတ်ကြားခဲ့တာဖြစ်ပြီးမင်းအောင်လိုင်နဲ့ပူတင်တို့တွေ့ဆုံခဲ့တဲ့မလာခီးစဉ်အပြီး2025ခုနှစ်6လပတ်အတွင်းရုရှားကိုနှောက်သွားရောက်ဖို့ရှိနေရလဲဖြစ်ပါတယ်ဒါအပြင်မင်းအောင်နိုင်တွားရောက်မဲ့ရုရှားနိုင်ငံမော်စကိုမြို့ဟာလည်းလက်တလုံးမှာမေလ9ရက်ကစလို့ယူကရိန်းစစ်တပ်ကဒရုန်းတွေရဲ့ပစ်မှတ်ထားမှုကိုခံနေရတယ်လို့သိရပါဗျ။ ကျောင်းစုမြို့နယ်ဝရဲရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို အခုမနက်9နာရီခွဲဝင်းကျင်လောက်ကစလို့ကျောင်းစုနဲ့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်းရုံတိုက်ခိုက်နေရလို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့မနေ့ကမနက်9နာရီခွဲဝင်းကျင်မှာဝရဲရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်ကအမိုင်တူရဟရင် KAW ဂျက်ဖိုင်တာတိုက်လေယာဉ်တွေကိုအသုံးပြုပြီးလေကြောင်းကနေရှစ်ကျင်းထံမှနေပုံစံတိုက်ခိုက်ခဲ့ပါတယ်။ မင်းကနင်းနေပိုင်းအထီလဲစစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့သိရပါတယ်။ငလျင်တင့်ဒေသတွေပြန်လည်ထူထောင်ရေးအတွက်စစ်ကောင်စီကမေလအကုန်ထိအပြစ်ခတ်ရစဲထားမယ်လို့ထပ်မံကြေညာပါတယ်။တိခတ်တိုက်ခိုက်မှုရစဲရေးကာလကိုမင်းကမေလ6ရက်ကနေ31ရက်အထိထပ်မံတိုးမြင့်ကြောင်းကိုစစ်ကောင်စီကာကွယ်ရေးဦးစီးချုံရုံကထုတ်ပြန်ကြေညာတာဖြစ်ပါတယ် ဒါဟာစစ်တပ်ဘက်ကငလျင်လွတ်ခတ်ပြီးနောက်ပိုင်းကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အပြစ်အခက်ရစဲရေးကြီးညာတာ၃ချိန်မြောက်လည်းဖြစ်ပါတယ်။ဘလောမြို့နယ်ဇီးရစိတ်ကြီးရွာကိုစစ်ကောင်စီတပ်ကဒုံးနဲ့ပုံတီးကျချပြီးနောက်တိုက်လီရင်နဲ့ပါပုံစဲတိုက်ခတ်ခဲ့လို့သိရပါဗျ။မနေ့ကမွန်းလွဲတနအိမ်ဝင်းကျင်လောက်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲဘုံလာကျချခဲ့တာဖြစ်ပြီးဇီးရစိတ်ရွာဘလုံးကွင်းအနီးမှာကြာရောက်ပောက်ွဲခဲ့တာဖြစ်ပါတယ်။ ဒရုန်ပုံသီးနဲ့လေယာဉ်နဲ့ပုံကျဲတက်ခိုင်းမှုတွေကြောင့်ဒေသခံထိခိုက်မှုတော့မရှိဘူးလို့သိရပါဗျ။တိုက်ပွဲတွေကြောင့်ကာလန်ပိတ်နေတဲ့ဒဝဲမြိတ်ကာလန်ပိုင်းမှာတိုက်ပွဲတွေပြန်လည်ငြိမ်သက်သွားပြီဖြစ်တာကြောင့်ကုန်းလန်းရီလန်ပြန်လည်သွားလာလို့ရပြီလို့တမဟာလေး KNL အထူးတပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါဗျ။ ိတ်ပွဲတွေညင်းသက်သွားပေမဲ့တနင်္ဂနွေလုံးအတိုင်းတာနဲ့အချိန်မီတိတ်ပွဲတွေပြန်ဖြစ်လာနိုင်တာကြောင့်လူအမော့ခီးသွားလာကြဖို့ကိုလည်း KNL ဘက်ကမြစ်တာရက်ခံထားပါတယ်ပြီးခဲ့တဲ့ရန်စဲကျောအတွင်းနှစ်ဖက်တိတ်ပွဲတွေကြောင့်ဒဝေမြေကာလန်ပိတ်နေတာဖြစ်ပြီးအခုလ9ရက်နေ့ကစလို့ပြန်လည်ဖြတ်တန်းသွားလာနေကြတာပါ။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။